တောင်တကိုမြို့နယ်အတွင်းကျူးကျော်ဆင်းရဲကောက်ယူတဲ့အခါဆက်ပစ္စည်းချုံရင်းမှုဖြစ်ပေါ်ခဲ့တာကြောင့်အချိန်ကြန့်ကြာမှုတွေဖြစ်နေပါတယ်ဒီသတင်းကိုစုမှုအောင်ကပြပို့ထားပါရရှင် တောင်တော်မျိုးနဲ့စက်ကွန်ရက်ကွက်ကကြံစစ်သားအရာနဲ့မှာကြီးကျယ်စီးရင်တွေစတင်ကောက်ခဲ့ပြီးမဲ့ကွန်ပျူတာစနစ်ချိုးရင်းတာကြောင့်ပထမနေ့ရက်မှာအဆင်မပြေမှုတွေဖြစ်ခဲ့ပါတယ်။ကြီးကျယ်စီးရင်ကောက်ယူတဲ့အခါအင်တာနက်စနစ်နဲ့ချိတ်ဆက်ဆောင်ရွက်ရပြီးရရှိတဲ့အချက်လက်တွေကိုနေပြည်တော်ကိုတိုက်ရိုက်ပေးပို့တာဖြစ်ပါတယ်။အဲ့ဒီလိုဆောင်ရွက်ရမှာအင်တာနက်လိုင်းမကောင်းခြင်းတွေနဲ့ကွန်ပျူတာစနစ်ချိုးရင်းခြင်းတွေကလည်းစရင်ကောက်ယူရမှာကြံ့ကြာမှုတွေဖြစ်စေပါတယ်။ဟိုရက်တည်းကတော့ကျွန်တော်တို့ကွန်ပျူတာအခက်အခဲရှိတော့ကျွန်တော်တို့တနေ့ကိုဟိုနေ့ပထမနေ့ရက်ဆိုရင်တဦးသာသာတော့ပဲပြီးရယ်။အဲနောက်တစ်ကြိမ်မှာ၄၅ရှိဦးတော့ကျွန်တော်ပြီးပါတယ်။ အဲနောက်တစ်ကြာတော့ကျွန်တော်တို့ဟောင်းနေပေါ့နော်တနည်းကွန်းတစ်ကြာကျွန်တော်နားတယ်ပေါ့ဗျာဒီကူဒီတလင်းနားတယ်ကျွန်တော်တို့ဆက်ရိုက်တယ်ပေါ့ဟောဒီနေ့ကတော့အခက်အခဲသိမရှိပါဘူးဟောကျွန်တော်တို့အဲဒီနေ့တည်းကကျွန်တော်တို့ကဒီမှာဆောင်းနေ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 ဒီမှာဆက်ကအစီအမပြေတဲ့ခါကျတော့ကျွန်တော်တို့လူတွေပြန်လှုပ်ရတာပေါ့နော်နောက်ပိုင်းကျတော့စင်းရင်ကောက်ယူမှုကိုစတင်မာလာ၂ရက်ကစတင်ကောက်ယူခဲ့ပြီးစတင်မာလာ၅ရက်ရောက်မှအစီအပြေသောကောက်ယူနိုင်တဲ့အတွက်နေရာနှစ်ခုခွဲကကောက်ယူမှုတွေလှုပ်ဆောင်ခဲ့ပါတယ်ကျူးကျော်နေထိုင်သူတွေကိုမိသားစုလိုက်ဓာတ်ပုံမတက်တင်ရိုက်ကူးပြီးစမတ်ကတ်တွေကိုချက်ချင်းထုတ်ပေးခဲ့တာပါဓာတ်ပုံရိုက်တယ်ဓာတ်ပုံနှိပ်တယ် ဆိုအင်အောင်ဦးသကောင်ဆင်းကြီးပဲမေးတယ်မယောက်ျားသေးသွားဆိုမမဟုတ်မဘွားအနေနဲ့တယောက်တည်းအင်အောင်ဦးကြီးလုပ်တယ်မိသားစုများတဲ့လူကြတော့မိသားစုနဲ့ကြိုက်တယ်ဘယ်မှာမကြီးကတယောက်တည်းရှိရဆိုတယောက်တည်းပဲကြိုက်မိုင်းကတော့ဦးတိုင်ခမ်းရတယ်မနေချင်ဘူးမိုင်းကနေနေကြအင်းကြီးပဲနေချင်တာပေါ့မိုင်းကတော့သူတို့ပေးပေးတဲ့နေရာနေရမှာပေါ့ဗမာပေးဖို့ပဲရည်ကြီးတယ်လေနေရာနေဖို့လို့ပေးဖို့ရည်ကြီးတယ်အဲ့ဒါလူအင်းရှိမှဒိုးလည်းတင့်နေတာဟုတ်သူတို့ကဆက်ရှိလာနေသူတို့ကဆက်ရှိလာနေနဲ့အဲ့ဒါသူတို့ကနှင်းနေတာကြီးပဲလေ ခင်ဗျတို့ကတော့သူတို့အင်ညာဘေးမှာအောင်းပြီလို့မျောလင်းတာပေါ့တောင်ကုန်မြို့နယ်ရဲ့ရက်ွက်ပေါင်း20ကျော်ကကျူးကျော်နေရင်တွေကို15ရက်အတွင်းကောက်ယူဖို့ရထားတာဖြစ်ပါတယ်ကျူးကျော်နေရင်တဲ့တောင်ကုန်မြို့နယ်ကိုစည်ရင်စတင်ကောက်ယူတာဟာအမားရွေးနေနေဖို့အတွက်ဖြစ်တယ်လို့ရန်ကုန်တိုင်းပြည်ကြီးလွတ်တော်ကိုယ်စားလှယ်ကပြောပါတယ်တောင်ကုန်မှာဘာကြောင့်ရင်စကောက်တယ်လဲဆိုတာကလည်းကျွန်တော်ရဲ့အမြင်ကျွန်တော်ရဲ့တွေးထင်စအနေနဲ့ပြောရမယ်ဆိုရင်တော့အရန်များတဲ့နေရာမှာသွားကောက်လိုက်မယ်ဆိုရင်လည်းပဲကျွန်တော်တို့မှာ အနေငယ်ချွတ်ချော်မှုရှိခဲ့မယ်ဆိုတော့မှပိုပြီးချွတ်ချော်မှုလေးတွေရှိကောင်းရှိလာနိုင်တယ်အဲ့တော့တောင်းတကုံကိုကျွန်တော်စပြီးတော့အဲကောက်ယူတယ်ဆိုတဲ့ဟာတော့မှားမယ်ဆိုတော့မှကျွန်တော်အမှားနဲ့လေးမယ်အဲ့တော့တောင်းတကုံမှာကျွန်တော်ဒီနေ့စကောက်တယ်လိုချက်လေးတွေကျွန်တော်ရှိမယ်နောက်နေ့စကောက်မယ်နောက်နေ့ကျရင်ကျွန်တော်ထပ်ကောက်မယ်အဲ့လိုချက်လေးကျွန်တော်နဲလာမယ်တပြေးပြေးတပြေးပြေးပြေးနဲ့တောင်းတကုံရဲ့ရက်ွက်20ပြီးတဲ့ခါမှာကျွန်တော်ရဲ့လိုအပ်ချက်တွေခက်ခဲတွေကနဲတဲ့နဲသွားလိမ့်မယ် စက်ကွန်ရက်ကွက်မှာကျူတဲပေါင်း122လုံးရှိတယ်လို့မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကစည်ရင်းမှာပါရှိပြီးစက်ကွန်ရက်ကွက်ပိုင်းအမှတ်144ရက်ကွက်အတွင်းမှာနောက်တက်ကောက်ယူထားတဲ့စည်ရင်းတွေအရကျူတဲပေါင်း900ကျော်ရှိနေပါတယ်။တောင်တုံမြို့နယ်မှာလက်ရှိရက်ကွက်ပေါင်း20ကျော်သာစည်ရင်းကောက်ယူဖို့တက်မှတ်ထားပေမဲ့ကျူပြစ်ကြံရှိနေတဲ့ရက်ကွက်တွေကိုပါဆက်လက်ကောက်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်စိုးမိုးပါမှာ။